်မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနရင်ထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မတိုင်ခင်မြန်မာနိုင်ငံရေလုံးဝအဆုံးသတ်ပြီးမြန်မာကအမေရိကန်နိုင်ငံနှင့်အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချင်းချောက်တဲ့ပြစ်မှတ်နိုင်ငံအမေရိကန်လက်နက်တိုက်ကစစ်လက်နက်တွေအကုန်ထုတ်သုံးပြီးအပြတ်ချေမုံမယ်လို့သမရာကြီးထရန့်ကတရားဝင်ကြေညာပြီးသားအဲ့ဒီနေ့က2025ခုနှစ်စက်တင်ဘာလ16ရက် မြန်မာကအဓိကမူရစ်ကုန်ထုတ်ကုန်ကူးနိုင်ငံတည်းပြောရင်မူရစ်စေဝါခိုင်းချုပ်လို့ပြောတာပဲတရားမဝင်မူရစ်စေဝါနဲ့ရှေ့ပြေးဓာတ်ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချပြီးအမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေရဲ့လုံခြုံရေးကိုချိန်ချမှုအတွက်အမေရိကန်လက်နက်တိုက်မှရှိတဲ့လက်နက်အားလုံးသုံးပြီးနှိမ်နင်းမယ်လို့ကဘာတိထုတ်ပြောတယ်။ဒီမှာကြည့်အမေရိကန်နိုင်ငံရဲ့စစ်သေးနာပတိမစ္စတာထရန့်ကအထူးသုံးနှုန်းထားတာ "We'll use every tool in our arsenal to hold these designated countries accountable" 2021ခုနှစ်မေလ2ရက်နေ့တုန်းကအမေရိကန်အထူးကွန်မန်ဒိုတွေအပြည့်ရှင်းလိုက်တဲ့အာဖဂန်နစ္စတန်နိုင်ငံကအကြမ်းဖက်ရာဇဝတ်အိုစမာဘင်လာဒင်နဲ့မင်းအောင်လိုင်ကတစားရဲပဲလို့သမရာကြီးထရန့်အရှင်းပြောလိုက်တာပဲနိုင်ငံတော်ကိုတစ်ဆာဖောက်ပြက်ပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်အတွက်သေမင်းခေါ်တဲ့အခုအထူးကွန်မန်ဒိုတွေနဲ့အပြည့်ရှင်းမယ်လို့နလအကြ2025ခုနှစ်နိုဝင်ဘာလ12ရက်မှာကဘာတီကျင်းပလိုက်ပြီးသမရာကြီးထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စု အမိန့်နဲ့ပြောရင် မေးအောင်လိုင်းတို့အတွက်တည်မင်း ကဲအချက်6ချက်နဲ့ကျမအရေးအမြုပ်ပြပါမယ်။တင်းအမေရိကန်ရာဇဝတ်ချိန်မုံရေးအထူးအဖွဲ့နေရာဇဝတ်ကိုင်းချုပ်မင်းအောင်လိုင်စောချစ်သူ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့၄နိုင်ငံတကာရာဇဝတ်ကြံရပါခြင်း၅ပြည်မှုထင်ရှားစီရင်ချက်၆နိုင်ငံတကာရာဇဝတ်ဝယံထုတ်ပြန်ချက်တင်းအမေရိကန်ရာဇဝတ်ချိန်မုံရေးအထူးအဖွဲ့ Scan Center Strike ဖို့လို့ခေါ်တဲ့ရာဇဝတ်ချိန်မုံရေးအထူးအဖွဲ့ကိုဖွင့်လိုက်ပြီးလို့အမေရိကန်ကဘာတိကြေညာတယ် 2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ထုတ်ပြန်ချက်ကမရဏခေါ်တံပိမြန်မာနိုင်ငံကရာဇဝတ်ခိုင်းတွေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်အပြတ်ပြောတာဒီအထူးအဖွဲ့ကတက္ကပါလုံးမှာဖြန့်ကျက်ထားတဲ့အချိတ်ဆက်တွေနဲ့နိုင်ငံတကာရာဇဝတ်ခိုင်းနဲ့ခိုင်းချုပ်တွေကိုအဓိကဖမ်းပြီးအပြတ်အရေးယူမယ်ဒီအတွက်ရာဇဝတ်မင်းအောင်လိုင်းစောချစ်သူရဲ့လက်ပါစီ DGPA နဲ့စေဦးစီးချုပ်စောစတီစေရေးချုပ်စောစိန်ဝင်းစေဦးစီးအရာရှိချုပ်စောစန်းအောင်နဲ့ စစ်ကိုကယ်ယူမှုစိုင်းကျော်လာလေးဦးတို့ကိုပိတ်ဆို့အရေးယူလိုက်တယ်။ဆန်ရှင်ချရဲဆိုတာရာဇဝတ်ခိုင်းဝင်တွေလို့အမေရိကန်ဘက်ကကဘာတိကြေညာတာဖြစ်တယ်။ဒါပဲလားဆိုတော့ဘဲကမလဲရာဇဝတ်ကွန်ရက်ကထိုင်းနိုင်ငံသားချမှုဆက်ဝန်တရုတ်အခွန်ရွှေချန်းချွန်းနဲ့ကုမ္ပဏီတွေလည်းတခါတည်းပိတ်ဆို့အရေးယူလိုက်တယ်။အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်ကလေးက KNA နဲ့ခေါင်းဆောင်စောချစ်သူတူတာစောထူးအိမ်မူနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာကရာဇဝတ်ကိုင်းအဖြစ်ကြီးညာထားတယ်လို့ထပ်ပြောသွားတယ် ဒီရဇဝဲမှုအတွဲကိုကျွန်မပြန်ပြောပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNA နဲ့အတူအဖွဲ့ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးစောထူးအမှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရဇဝဲကိုင်းဖြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတဲ့အမေရိကန်ဗဏ္ဍာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးရှုံးကနေထုတ်ပြန်ချက်မှာ Transitioning Criminal Organization ဆိုတာမူရစေဝါရှောင်းဝယ်မှုလူမောင်ခိုရှောင်းဝယ်မှု စိုက်ဘာရာဇဝတ်မှုနဲ့ငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံတကာနဲ့နိမိတ်တွေကိုဖျက်ချော်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်ခိုင်းကိုပြောတာဖြစ်တဲ့ကဘာပေါ်မှာအဆိုးဆုံးရာဇဝတ်ခိုင်းဖြစ်တဲ့အဲ့ဒီနေ့မှာပဲစောချစ်သူတားဖားတွေနဲ့ KNA ကိုစိုက်ဘာလို့ခေါ်တဲ့ဆက်သွယ်ရေးခွန်ရက်တွေနဲ့လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်ဖိတ်ဆိုအရေးယူတဲ့ sanction ချတဲ့အတုံးတော့မှာ Treasury Sanction Pharma Wallet and Malaysia Tied to Cyber Scan Operation မှာ Wallet and Malaysia စိုးပြီးအထူးတုံ့နှောင်းထားတဲ့ ဝါလာဆိုတာအကြံဖတ်မှုအကြက်ကိုင်မှုခေါင်းပုံဖြတ်မှုတွေနဲ့ဘူရီကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးကိုပြောတာပဲစောချစ်သူတို့ကတော်ပုံမကောင်းဆိုးဝါးတွေလို့အမေရိကန်ဘက်ကအပြည့်ပြောထားတာပဲနင်းရာဇဝတ်ခိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်းနဲ့ KNY ကစောချစ်သူတို့ကအမေရိကန်အစိုးရလို့ရှိတဲ့ရာဇဝတ်ကောင်တွေပဲ2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ KNY have finished from it connection to pharma military in it crimine operation ဆိုတဲ့ဝါကြားနဲ့ဒီနိုင်ငံတကာရာဇဝတ်မှုကို KNA နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်နေလို့ကဘာတိကြေညာတယ်။ KNA ကောင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ကောင်းဆောင်ကမေးအောင်လိုက်တယ်။ပြောရင်မေးအောင်လိုက်နဲ့စောချစ်သူကကဘာအစိုးဆုံးရာဇဝတ်ခိုင်းချုပ်တွေလို့အမေရိကန်ပြောတာပဲ။ကျမတိတက်ရှင်းအောင်ပြောပါမယ်။တကဘာလုံးဟိုးလေးတကြော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလိမ်လည်မှုအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာ2021ခုနှစ်ဖေဖော်ဝါရီလတရက် နိုင်ငံရေးအရာပြန်ပေးဆွဲမှုနဲ့အာဏာလုကြံစီမှုနောက်ပိုင်းကြမှာကြော်မကောင်းကြမကောင်းဖြစ်ပျက်ခဲ့တာပဲမင်းအောင်လိုင်းတို့မပါဘဲနဲ့လှုပ်လို့မရဘူးရွှေသမင်ဘေကထွတ်မင်းကြီးတာကထွန်းဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝတ်မှုတွေကိုကြိုးကင်တာကမင်းအောင်လိုင်းတို့ကိုယ်တိုင်ပဲ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့ကမ္ဘာကြီးတစ်ခုလုံးဖွဲ့လို့ရိုက်နေတဲ့နိုင်ငံတကာရာဇဝတ်ကိုင်းရဲ့ဌာနချုပ်ကနေပြီးတော့ပဲညဉ့်ညဉ့်အချက်အလက်နဲ့ကျမရှင်းပြပါမယ်ဒီလောက်ဆိုးပြတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာမိုးပေါ်ကကြာလာတာလုံးဝမဟုတ်ဘူး ဒီရဇဝတ်ကိုင်းစခန်းတွေဆိုတာများတကူးတကရှာနေစရာမလိုဘူးတကယ်ကိုပေါ်တင်ကြည့်ရင်နိုင်ငံတကာရဇဝတ်ဌာနချုပ် KK ပတ်နဲ့စခန်းတွေဆိုတာမြန်မာနဲ့ထိုင်းနဲ့ဆက်တောင်ရင်းမြစ်ပင်မင်းအောင်လိုင်တို့ထိန်းချုပ်တဲ့မြဝတီမြို့နာမှာပဲဒီကနေစောချစ်သူတို့ကစိုက်ဘာရဇဝတ်မှုအင်တာနက်လိမ့်လည်မှုရင်းနှီးမြှုပ်နှံမှုလိမ့်လည်မှုအွန်လိုင်းလိမ့်လည်မှုတွေအပြင်လူကုန်ကူးနေတာကရင်ပြည်နယ်ထိုင်းနိုင်ငံနဲ့နေနေချင်းထိစပ်နေတဲ့မြဝတီမြို့နယ်ရွှေကုတ်ကိုအခြေစိုက်တိနီယာတွေအထူးကြနဲ့ကို ရေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်ကြအမြင်ကြီးတွေကဟိဟိထလို့ကဘာကြီးတစ်ခုလုံးမြင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကအစာအုပ်တွေကိုဖြိုချဖျက်ဆီးပြီးလက်ဆလက်နဖျောက်တယ်။အခုပြန်ပေးဆွဲဖမ်းပြီးခိုင်းစီခံရတဲ့ကဘာသူကဘာသားတွေပြန်လွှတ်တယ်။ဒါတွေအလုံးကနိုင်ငံတကာရာဇဝတ်မှုတွေကိုကျူးလွန်တဲ့မျက်မြေတက်တွေဖြစ်တယ်။ကဲလေကွင်းပြင်မှာထင်းထင်းကြီးမြင်နေရတဲ့စင်သေးအလောင်းကိုစိတ်တရင်နဲ့ဖုံးဖို့ကြံတဲ့မင်းအောင်လိုင်းတို့အချို့ကိုကျမချပြပါမယ်။တနိုင်ငံလုံးမှာလေရင်နဲ့ပုံတွေကျဲချပြီးအကြမ်းဖက်တက်ဖြတ်နေတာဘယ်သူတွေလဲ။မင်းအောင်လိုင်းတို့ပဲ။ ဒီလိုမျိုးအကြမ်းဖက်လူသက်ဖျက်ဆီးနေတဲ့မင်းအောင်လိုင်တို့ကသူတို့အုပ်စိုးတဲ့မြောက်ဝတီနာကနိုင်ငံတကာရာဇဝတ်အခြေစိုက်စခန်းဌာနချုပ်ကိုလက်ဖျားနေတာမှတိဘူးထားထားတဲ့ဒီမျက်မြင်တွေ့နေရတာကနိုင်ငံတကာရာဇဝတ်ခိုင်းချုပ်ကမင်းအောင်လိုင်တို့ကိုယ်တိုင်ဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ဌာနချုပ်ကနေပြီးတော့ဆိုတာတက်တည်ပြပြီးဖြစ်တယ်။လေးနိုင်ငံတကာရာဇဝတ်ကြံရပါခြင်းအမေရိကန်ဘက်ကအလိုရှိနေတဲ့စောချစ်သူတို့နဲ့ပေါင်းနေတဲ့ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေကအရှိတောင်အာရှဆိုင်ရာရာဇဝတ်ခိုင်းဝင်း စောချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်။ငါပြမှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကမ္ဘာလယ်မှာအရက်တကွဲအကျိုးနဲ့ဖြစ်နေတဲ့အရက်လေးရအကျိုးလေးရုပ်အောင်လုပ်တဲ့လက်တွေကစောချစ်သူတို့ဖြစ်တဲ့2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ Pharma Wallet and Malita ရွှေတုံးထားတာမို့လို့ကရင်ပြည်နယ်တောင် မကဘူးမြန်မာတိုင်းနိုင်ငံလုံးကစောချစ်သူတို့ကြောင့်ဂုံရုပ်သွားတယ် ကရင်အမျိုးသားတပ်မတော် KNA နမနဲ့ခေါင်းဆောင်နေရာယူထားတဲ့ပုံမူကြီးအမိကန်စောချစ်သူတို့လောက်ရက်ကကရင်ပြည်နယ်တောင်မကဘူးမြမတနိုင်ငံလုံးကိုပါခုံရုပ်စေတယ်။ကျမရှင်းပြပါမယ်။ကောင်းမှုကိုကောင်းမှုဖြင့်ချီးမြှင့်ပြီးမကောင်းမှုကိုမကောင်းမှုဖြင့်ချီးမြှင့်သည်ဆိုတဲ့ကဘာလုံးဆိုင်ရာဥပဒေသားအရာအွန်လိုင်းငွေလင်ကိုင်းနဲ့နိုင်ငံတကာရာဇဝတ်မှုလက်တဲ့ခိုင်းချုပ်ကြီးတွေမဖမ်းဘဲခံရတဲ့သူတွေကိုပဲပြန်လွှတ်လိုက်တာနဲ့ ဒီကမ္ဘာအစိုးဆုံးယာဇဝတ်မှုပြုမှုကြီးကိုလုံးဝလျှော့ပြလို့မရဘူးတရားခဏ်ဖြစ်တဲ့နိုင်ငံတကာယာဇဝတ်ခိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူတို့ကိုရှင်းပြရမယ်ချ၊နိုင်ငံတကာဝရမ်းထုတ်ပြန်ချက်အလုံးသိအောင်ကျမတရီပေးပါမယ်။အခုနိုင်ငံတကာဖန်ဝရမ်းတွေအရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ဘူးလို့ဝက်ချားတယ်။ရာဇဝတ်ကောင်ကိုပြီးတဲ့အချိန်မှဖန်ဝရမ်းထုတ်ပြတယ်။နိုင်ငံတကာရာဇဝတ်ကိုင်းချုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှဆွဲချက်တင်ထားပြီးကျမအာမခံစကားထပ်ပြောပါမယ်။2026ခုနှစ်ဖေဖော်ဝါရီလ10ရက်မှတိုင်ခင် အမေရိကန်အလို့ရှိတဲ့မကောင်းဆိုးဝါးအတွင်နိုင်ငံတကာရာဇဝတ်ကောင်စောချစ်သူနဲ့နိုင်ငံတော်တစ္ဆာဖောက်ရာဇဝတ်ကောင်ကြီးမြောက်လိုင်းလုံးဝအဆုံးသတ်မိန်။